digital input ဆိုတာဗာလဲ reality ရေကျွန်တော်သိတာကတော့ micro တစ်ခုကိုဖွင့်လိုက်ဖိလိုက်လုတ်တာပဲသိတယ်ဖွင့်လိုက်ရင်ကျွန်တော်စီကိုတန်တီဖို့ဖို့အပြည့်ရပြီးဖိလိုက်ရင်ဇီးတို့ကိုရလေတာကိုပြောတာလို့ထင်တာပဲဗျစင်ကြီးဆိုတာဗာဖြစ်တာလဲ reality စင်ကြီးတော့မကြည့်ဘူးဗျာကျွန်တော်စီကိုအပြင်ကတားရန်အဖူရောင်းကြီးကစီးစင်းလာတာပဲသိတယ်ဗျာ0 to 20 million analog current signal ဆိုတာဗာလဲ BID ရ ဇီရိုတူ20မီလီယံဖြစ်ကြောင်းကားနဲ့ဆင်ငယ်ဆိုတာရေပကြီးတစ်ခုနဲ့တွေ့ပါတယ်ဗျာ။ပိုက်ရှိဘလောက်ပဲဖြစ်ဖြစ် ပိုက်ထဲကရေကြီးရကားနဲ့ကတတ်သမတ်တက်ရှိနေလို့ပါဗျာ။အခုဒီဗီဒီယိုလေးမှာတော့ Cinemis B20 BFT လေးရဲ့ complete wiring ကို ပြောပြသွားပါမယ်။ဒီအခြေခံကိုသိရင်ဖြင့်တခြား BFT တွေကိုလည်းလုပ်နိုင်ပါလိမ့်မယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခုကွာရဲဆိုပေမဲ့မော်တာတစ်လုံးကိုထိန်းချုပ်တဲ့အခြေခံကတော့အတူတူပါပဲသူ့ရဲ့ပါရာမီတာ setting တွေပဲကွာခြားသွားတာပါသူ့ကိုကြည့်လိုက်ရင် power supply ပေးတဲ့အတိုင်းအပိုင်းရှေ့ကဗီဒီယိုတွေမှာဖော်ပြထားခဲ့ပါတယ်မော်တာ connection ဆက်ရတဲ့အပိုင်း DC output အပိုင်းတွေအပြင် ကျွန်တော်တို့လုတ်ချင်တာကိုထည့်ပေးရတဲ့ user terminal ဆိုတာပါပါတယ် user terminal မှာ analog input နဲ့ output terminal သူကတော့ bullish နဲ့ current signal တွေရှိပြီးအဝေးကနေ motor ရဲ့ speed ကိုထိန်းချုပ်နိုင်ပါတယ် motor ရဲ့ speed ကို output ထုတ်ပြီး PLC စတာတွေကို feedback signal ပေးနိုင်ပါတယ်ပြီးရင်တခြား PLC လို device တွေနဲ့ access တွေလုပ်ဖို့ RS485 communication terminal ပါပါတယ်ပြီးရင် digital input လေးကိုဒီနေရာကနေ စတက်စစ်တွေစတော့စစ်တွေထည့်ပြီး VFD ကနေမော်တာကိုထိန်းချုပ်ရမှာပါဒီတာမဏီ၄ကတော့ command ဆိုတာကတော့ digital input တွေဆက်ရင် VFD က power ကိုသုံးပြီးဆက်မလားဒါမှမဟုတ်အပြင်က power ကိုယူသုံးမလားဒီ connection တွေကို ပြောင်းဖို့လုပ်ထားတဲ့တာမဏီ၄ပါ အခုဒီတာမဏီလေးကတော့ VFD ကထုတ်ပေးတဲ့20ဗို့ပါဝါတာမဏီလေးဖြစ်ပါတယ် ပြီးရင် output terminal လို့ခေါ်တဲ့ alarm signal တွေ force signal တွေပြန်ထုတ်ပေးတဲ့ terminal က၅ခုပါပြီးတော့ transistor output နဲ့ relay output ကိုထုတ်ကြပါတယ်အခုဒီ terminal တွေရဲ့အကြောင်းကိုတတ်နိုင်သလောက်နားလည်အောင် ရှင်းပါမို့အစုံအထိကြည့်လိုက်ရင်ဖြင့် VFD wire တွေကဓာတ်ရီပါလားဆိုတာကိုအနည်းငယ် knowledge အနေနဲ့သိသွားနိုင်ပါတယ်ကျွန်တော်တို့အခုဒီပုံကိုကြည့်လိုက်ရင်ဖြင့်သူ့ရဲ့ internal wiring diagram မှာနံပါတ်1 main circuit နဲ့နံပါတ် control circuit ဆိုပြီးအပိုင်းကြီးနှစ်ပိုင်းရှိတာကိုတွေ့ပါလိမ့်မယ်။ input supply ကျွန်တော်တို့ထည့်ရတဲ့အပိုင်းကို main circuit လို့ခေါ်ပါတယ်။ main circuit ဆိုတာကလည်း power circuit ပါပဲ။ power circuit ဆိုတာကတော့ဒီမှာ power ပေးရတဲ့အပိုင်းဖြစ်ပါတယ်။ output ဆိုတာကတော့ motor ရဲ့ဆက်ရတဲ့ output terminal ကို ပြောတာဖြစ်ပါတယ်။အခုပုံမှာတော့ဒီ L1 L2 L3 ရဆိုရင် input power လို့သတ်မှတ်ပြီး ် UBW ကတော့မော်တာကိုဆက်ပေးရမယ်အော့ပေါ်ပါပါပါ FF A2 FSC ဆိုတာကတော့ brake resistor ကို ပြောတာဖြစ်ပါတယ်ဝါနှစ်ချောင်း DC+ နဲ့ DC- နဲ့ဆက်ပေးရမှာပါ R1 နဲ့ R2 နဲ့ကတော့ indicator ကိုတက်ပေးရမှာပါ indicator တက်ခြင်းဖြင့် VFD ရဲ့အခြေအနေကိုစောင့်ကြည့်နိုင်ပါတယ်သူက runny ဖြစ်နေလား for ဖြစ်နေလားဆိုတာကိုပါ နောက်ထပ်ရေးကြည့်တဲ့ချက်ကတော့ပါပေးမယ်ဆိုရင် DBFD ရဲ့ name plate တို့ manual တို့ကို ကြည့်ရမှာဖြစ်ပါတယ်။ import နဲ့ output bullish rating တွေကို ကြည့်ပေးရပါမယ်။ BFD က single phase import လား single phase လား three phase လားဆိုတာကိုလည်းကြည့်ရပါမယ်။ပြီးရင် PE ဆိုတာကတော့ protect protective earth ကိုပြောတာပါ။အင်းဒီမှာရှိရဲ့ earth or ground နဲ့ကိုဆက်ပေးရမှာဖြစ်ပါတယ်။ပြီးရင် BFT ကိုမမောင်းငင်မှာ safety အနေနဲ့ MCB main circuit breaker တွေကိုခံနိုင်ပါတယ် face reader လို့ခေါ်တဲ့ AC noise ကိုဖြောက်ပေးတာတွေကိုလည်းလိုအပ်ချက်အရခံပေးရမှာဖြစ်ပါတယ် control wiring control wiring ကတော့ main wiring ရဲ့တစ်စိတ်တစ်ပိုင်းပါပဲပထမဦးဆုံး DO နဲ့ DI ဆိုတာကို တွေ့ရပါမယ် DI ဆိုတာကတော့ digital input လို့ပြောတာဖြစ်ပြီး DO ဆိုတာကတော့ digital output လို့ပြောတာပါ DBFT မှာ digital input ၄ခုရှိပါတယ် DI1 DI2 DI3 နဲ့ DI4 လို့ဖြစ်ကြပါတယ် digital input ဆိုတာက BFT ကို on off signal တွေကိုပို့ပေးတယ် ်တာမနယ်ကိုခေါ်တာပါမီးခလုတ်အဖွင့်ပိတ်လုတ်တလို့မျိုးပါပဲပိတ်ရင်ဈီးတို့ဖွင့်ဝမ်းဖြစ်လို့ digital input လို့ပြောတာပါသူ့ကိုဘာတွေကိုချိတ်လို့ရလဲဆိုလို့ရှင်ကျွန်တော်တို့ start stop button တွေ limit switch လို့ခေါ်ရဲသူ့ကိုလာထိရင်ရရင်ရမောင်းညင်မောင်းလုတ်လို့ရတယ်ကျွန်တော်တို့တည်တဲ့ water level flow switch လို့ဟာမျိုးတွေ proximity sensor photodetect sensor လို့တွေကိုချိတ်လို့ရပါတယ်ဒီ sensor တွေကလည်းသူတို့နားလာတဲ့အခါဖြစ်စီအလင်းနှမ်းကြတာမကြတာပုံမူတည်ပြီးတော့ on off signal တွေကိုထုတ်ပေးတဲ့ sensor တွေပါ digital output do ဆိုတာကလည်း on off signal ကိုပါပဲထုတ်ပေးတာပါပဲ bft ရဲ့အခြေအနေ status signal ကိုထုတ်ပေးတဲ့ terminal လို့ပဲပြောပြရစီမီလုံးဖွင့်ပြပြီးတော့အလန်းလာနေလား for ဖြစ်နေလားဆိုတာကိုထုတ်လို့ရပါတယ် indicator lan တွေ relay တွေ buzzer တွေနဲ့ချိန်ပြီးတော့ output တွေထုတ်လို့ရပါတယ် ခုကျွန်တော်တို့က digital input ဆိုတာလည်း digital output ဆိုတာပါလဲဆိုတာကိုသိပြီဆိုတော့ဘလို wire ဆက်ကြမလဲဆိုတာကိုဆက်ပြောကြပါမယ်ဒီနေရာမှာ wire ဆက်တာကို channel နေတဲ့ဇက်လိုက်ကြီးတစ်ကောင် ရှိပါတယ် PLC ပဲဝယ်ဝယ် BFT ပဲဝယ်ဝယ် wire ဆက်ပြင်ဖြစ်ဖြစ်ဒီဘဲကြီးကိုကြည့်ရပါတယ်အခုဒီပုံမှာဒီမှာအသေးလေးပေးထားတယ်သူပါသူ့ကို DIC digital input command လို့ digital input command လို့ခေါ်ပါတယ်ဒီ digital input command ကိုကျွန်တော်တို့ကဒီလို0ဖို့နဲ့ဒီလိုမျိုးလေး အစိမ့်အေးပြတာပါတယ်ဆက်လိုက်မယ်ဆိုလို့ရှိရှင်နော်ဒီ switch တွေဒီ switch တွေအခုတက်တာတဲ့ switch တွေ cloud တွေက BFD ရဲ့အထက်ကဒီမှာ power supply SMPS power supply BFD ထက် SMPS power supply 24ဖို့နဲ့ကျွန်တော်တို့ဒီလိုမျိုးဆက်ပေးရမှာဖြစ်ပါတယ်ဒီအပြင်ကလာတဲ့စံစာတွေကိုလည်း DBFD က power supply ကိုပဲကျွန်တော်တို့ယူသွားမှာဖြစ်ပါတယ် အခုလိုမျိုး DIC ကိုကျွန်တော်တို့က DIC ကို0ဖို့ပေးပေးလိုက်တာနဲ့ BSD 24ဖို့ကနေ switch DC ကိုကားန်ဒီလိုစီးသွားပြီးတော့0ဖို့စီကို ပြန်လာပြီးတော့ socket ကတပတ်ဖြစ်စေပါတယ် close socket ကို ဖြစ်စေပါတယ်ဒီလိုစက်တာမျိုးကိုကျွန်တော်တို့က sourcing method တို့မလို့ PFB connection လို့ခေါ်ပါတယ်အလွယ်မှန်ကြီးကတော့ source ဆိုရင် BFD ကနေပြီးတော့ဖြည့်စည်းကြောင်ကျွန်တော်တို့ထွက်လာတယ်လို့မှတ်ရမှာဖြစ်ပါတယ် ကျွန်တော်တို့ဖြစ်ကျွန်တော်တို့ကအသေးလေးဖြစ်တယ်ကျွန်တော်တို့ DIC ကို24ဘုနဲ့ဆက်လိုက်ပါတယ်ဒါမျိုး supply ကို အပြင်အနေပြီးတော့ပေးရမှာဖြစ်ပါတယ် switch တွေ cloud တွေကဆိုရှင်ဒီ switch တွေ cloud တွေက power supply ရဲ့0ဘုနဲ့ဆက်ပေးရမှာဖြစ်ပါတယ်အပြင်ကလာတဲ့စံစာတွေကိုလည်းအပြင်က SMPS power supply နဲ့ဆက်ပေးရပါမယ်ဒီဟာကို MPN connection ဒါမှမဟုတ်လို့ရှိရှင် syncing method လို့ခေါ်ပါတယ် အခုဒီပုံကိုကြည့်မယ်ဆိုရှင်အပြင်က SNPS power supply တကူနဲ့ BFD ကိုကျွန်တော်တို့ဆက်ထားပေးပါတယ်အပြင် power supply ကိုင်းက BFD ကို ဖြတ်ပြီးတော့ switch ကနေတဆင်ကျွန်တော်တို့0ဘက်ကို စီးစင်းခြင်းဖြင့် circuit တစ်ဘက်ကိုကျွန်တော်တို့ဖြစ်စေပါတယ်ဒီလိုဆက်တာမျိုးကို sinking လို့ခေါ်ပါတယ် sinking ဆိုတာ BFD တဲ့ကိုကျွန်တော်တို့ကားတန်းစီးဝင်လာတယ်လို့အလွယ်အမှတ်လို့ရပါတယ် MPN connection လို့လည်းခေါ်ပါတယ် ျွန်တော်တို့က digital output ကိုကျွန်တော်တို့နှစ်မျိုးတွေ့ရပါတယ်။ DO1 က digital output 1ဖြစ်ပြီးတော့ DO2 ကဆိုလို့ရှိရင် digital output 2ဖြစ်ပါတယ်။ digital output 1က transistor type ဖြစ်ပြီးတော့ digital output 2ကတော့ relay type ဖြစ်ပါတယ်။ ကျွန်တော်တို့အခု relay output ကိုကြည့်မယ်ဆိုလို့ရှိရင် do to c ဆိုတာက command စာဖြစ်ပြီးတော့ do to and c က normally close စာဖြစ်ပြီးတော့ do to and o ဆိုတာက normally open စာဖြစ်ပါတယ်။ဒါရီယာဆိုလို့ရှိရင် relay ရဲ့ contact တွေအဓိက contact တွေပါပဲ။ BFD ကကျွန်တော်တို့ဒီလို output power ရတာနဲ့ NC က command နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ normally open ဖြစ်သွားပြီးတော့ normally open ဖြစ်သွားပြီးတော့ and o ကတော့ command နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီလို normally close ဖြစ်သွားစေမှာဖြစ်ပါတယ်။ကျွန်တော်တို့အပြင်ကနေပြီးတော့ ့24ဖို့ဖို့ or 220ဖို့ဟို power supply နဲ့ဆက် power supply နဲ့ဆက်ပြီးတော့ကျွန်တော်မီခလုတ်လိုပဲကျွန်တော်တို့မီးတီတွေကိုဒီလိုမီးတီတွေကိုကျွန်တော်တို့ကအဖွင့်လင်းစင်မိတ်စင်မှာဖြစ်ပါတယ်ဒီ transistor output ကတော့ဒီ transistor output ကတော့ signal ရတာနဲ့ဒီ opto coupler LED တွေကနေပြီးတော့ဒီ transistor ကို on ပေးလိုက်တဲ့အတွက်ကြောင့်မလို့ဒီလို on off signal ကိုရမှာဖြစ်ပါတယ်ဒီနေရာမှာလုတ်ချစ်ဆက်နည်းကိုနှစ်မျိုးရှိပါတယ်ဒီပုံမှာ လုတ်ဖြစ်တဲ့ကျွန်တော်တို့ဒီ LED နဲ့ resistor ကိုဒီလိုမျိုး power supply ဘက်ကနေပြီးတော့ချိတ်ဆက်တာကို high side switch လို့ခေါ်ခေါ်ပါတယ်။လုတ်ကိုဒီလိုမျိုးကျွန်တော်တို့ ground ဘက်ကလည်းချိတ်ဆက်လို့ရပါတယ်။သူ့ကို low side switch လို့ခေါ်ပါတယ်။ဒီလိုချိတ်ဆက်နည်းတွေအတားကြအနှက်ကြတွေရှိပါတယ်။ဗီဒီယိုရှင်းမှာဆိုလို့မပြောတော့ပါဘူး။ ကျွန်တော်တို့အနာလောက် import ကဆိုရှင်နှစ်ခုရှိပြီးတော့နာလောက် import ကနှစ်ခုရှိပြီးတော့နာလောက် output ကတစ်ခုရှိပါတယ်ပုံစံတစ်မျိုးနဲ့နာလောက် import ကိုပုံစံတစ်မျိုးနဲ့ကျွန်တော်တို့ဒီမှာလုပ်လို့ပုံစံတစ်မျိုးနဲ့ဒီမှာလုပ်လို့ရပါတယ် border font နဲ့ color font လို့ခေါ်ပါတယ် polish ကိုလိုရင်လည်းဆိုရှင်ကျွန်တော်ဒီမှာ0 to 10 range ရှိပါတယ်အဲပေါ်ဒီ polishometer လေးကိုဒီမှာ polishometer လေးကိုသုံးထားပါတယ်အဲ polishometer ဆိုတာကတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲ amplifier တွေက volume control လို့ဟာမျိုးပါညာဘက်လည်းအတန်ကျယ်လာပြီးတော့ ဘယ်ပဲလှည့်လို့ရှိရင်အတန်တိုးသွားတယ်လို့ပြောပါမော်တော်ဒီမှာလည်း speed ကိုဒီလိုမျိုး speed ကိုအတိုးလျှော်ဒီဘောလုံးကွန်တိုကိုပညာလှည့်ခြင်းပဲကျွန်တော်တို့အတိုးလျှော်လိုက်လုပ်ပြီးလို့ရပါတယ်လိုချင်သလောက်ကိုတော့ကျွန်တော်ပါရာမီတာထည့်ပေးရမှာဖြစ်ပါတယ် PSC ကပေးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ PSC ကပေးမယ်ဆိုရင်တော့ A A1 နဲ့0 D ဒီ terminal ကိုသုံးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ borish မဟုတ်ဘဲနဲ့ကားနဲ့မှာတည်တဲ့အချိန်မှာကားနဲ့ဆိုတာကျွန်တော်တို့ရေးစီးလို့ပါပဲကားနဲ့ဆိုတာ ကတော့အရေးကြီးလို့ပါပဲတသမတ်တည်းစီးနေတာပါ bullish ကတော့ကျွန်တော်တို့ကြိုးရှည်လို့ရှိရှင် bullish draw ကဒီဘာဒီမှာ bullish draw ရှိနိုင်ပါတယ်ဒီ signal ဒီမှာ noise တွေပါလာနိုင်ပါတယ်အမှန်လည်းရအမှန်လည်းမရနိုင်ပါဘူးဒါကြောင့်မို့လို့အဝေးကထိန်းချုပ်ခြင်းဒီ analog current လို့ခေါ်တဲ့0 to 20 mm ပြရနဲ့ထိန်းတာပို့ပြီးတော့ကောင်းပါတယ်ဥပမာဆိုရှင်10 mm မှာ speed က အဖူစပီယတဝက်လို့တဝက်ဆိုပြီးတော့ချိန်ထားလို့ရပြီ20 MB MB မှာဆိုလို့ရှိရင်ကျွန်တော်တို့အဖူစပီစာရင်းကျွန်တော်ဒီမှာချိန်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ PSC နဲ့ကမ်းပေးတာပါ0ကနေပြီးတော့20 MB ဒါက420 MB 420 MB ပေးရပါတယ်အဲ့တော့ကျွန်တော်တို့မှာအနာတော့ input channel နှစ်ခုမှာတစ်ခုက voice ဖြစ်ပြီးတော့တစ်ခုကကျွန်တော်တို့ကမ်းဖြစ်ပါတယ် analog output ကျွန်တော်တို့ဒီ analog output ကတော့0 to 10ကိုမရပါဘူး current ပဲအခုဆိုရှင်ဒီမှာ current signal ပဲရမှာဖြစ်ပါတယ်0 to 20 milliamp ပါ current ကိုတိုင်းရင်တော့ကျွန်တော်တို့ တကယ်လို့ဒီနေရာမှာကားလမ်းအထွက်ကိုတန်းကျင်တော့ကျွန်တော်တို့ဒီမှာကားလမ်းဒီမီတာလေးကိုတက်ပေးပါတကယ်လို့ frequency ကိုတန်းကျင်တယ်ဆိုလို့ရှိရင်အဲဒီ RPM မီတာလေးကိုကျွန်တော်တို့40 to 20 milliampere နေပြီးတော့အဒီ RPM ကိုပြောင်းပေးတဲ့မီတာလေးကိုတက်ပေးရမှာဖြစ်ပါတယ်အခုဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ PLC ကဝင်လာတဲ့ဒီ reference port လေး0 to 20 milliampere ဆိုလို့ရှိရင် VFD ကို analog input အနေနဲ့ဝင်လာမှာဖြစ်ပါတယ်ဒီ VFD ကထွက်လာတဲ့ဒီ analog အ အောက်ဘော0လို့20မီလီယံပြရလဲကျွန်တော်တို့စပီကိုအတိုင်းပြီးတော့ရှုရှင်အနာလော့အောက်ဘော်ဒီအနေနဲ့ PSC တဲ့ကိုကျွန်တော်တို့ဝင်သွားမှာဖြစ်ပြီးတော့ဒီမှာ speed တွေကိုပြပေးမှာဖြစ်ပါတယ် Thanks for watching အပိတ်ရှိမှုကိုအထူးကျေးဇူးတင်ရှိပါတယ်ဝန္ဒနာရကိရိသမြကိုပြန်လည်မျှဝေတင်ပြခြင်းသာဖြစ်ပါသဖြင့်မှားနေသောချက်လက်များလိုအပ်ချက်များရှိပါကကြည့်မိသောပြန်ရှင်များအနေနဲ့အကြံဉာဏ်ပေးကြဖို့ယူသွေစွာဖြင့်တောင်းဆိုပါတယ် အဆင်ပြေပြီဆိုတော့က like subscribe and share လေးလုပ်ပေးကြပါခင်ဗျာဗီဒီယိုများကိုတက်နိုင်သမျှအဆက်ဆက်နဲ့တင်ဆက်ထားတာဖြစ်တာကြောင့် playlist ကိုကြည့်ရှုခြင်းဖြင့်အရွယ်တကူပြန်လည်ရှာဖွေနိုင်ပါတယ်